အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာတော့ Excel ကိုလေ့လာသွားမှာဖြစ်ပါတယ် Excel ကိုလေ့လာဖို့ကျွန်တော်တို့ပထမဆုံး Excel file ကို double click နဲ့ check နေပေးလိုက်ပါပြီးရင်ကျွန်တော်တို့ဒီအပေါ်ဆုံးမှာ blank workbook ဆိုတာရှိပါတယ်ဒါလေးကိုတစ်ချက်နေပေးလိုက်ပါဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီနေ့မှာ worksheet ချရောက်လာပါပြီကျွန်တော်တို့ Excel ကိုမလေ့လာခင်မှာပထမဦးဆုံး Microsoft Word ကိုလေ့လာရပါမယ်။ Excel ကိုလေ့လာမယ်သူတွေအနေနဲ့ Microsoft Word ကိုတုံးကိုတုံးတိုက်ရပါမယ်။ဒါမှ Excel လေ့လာတဲ့အခါမှာလွယ်ကူမြန်ဆောင်သွားမှာဖြစ်ပါတယ်။ Microsoft Word ကိုမတုံးတတ်သေးဘူးဆိုရင်ကျွန်တော်ရဲ့အချင်းဗီဒီယိုတွေကိုတွားကြည့်ပါကျွန်တော် Microsoft Word နဲ့ပတ်သက်ပြီးတော့အများကြီးတင်ထားတာရှိပါတယ်။ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့စာလိုက်ကြရအောင်။ Excel မှာလည်းကျွန်တော်တို့ Microsoft Word နဲ့တူကျွန်တော်တို့ဒီမှာ tab တွေရှိပါတယ် home tab ရှိမယ် insert tab ရှိမယ် home tab မှာဆိုရင်ဒီမှာသူ့ရဲ့အောက်မှာသူ့ရဲ့သက်ဆိုင်ရာ group လေးတွေ function ကြီးတွေရှိပါတယ်ဒီမှာဆိုရင် clipboard group ရှိမယ် form group ရှိမယ် alignment group ရှိမယ် number group ရှိမယ် insert တဲ့မှာဆိုလေသူအအောင်မှာသူရဲ့တဆရာ group လေးတွေရှိပါတယ် level ရှိမယ်စသဖြင့်သူလေ Microsoft Word နဲ့အတူတူပဲဖြစ်ပါရင်ဟုတ်ပြီကျွန်တော်တို့ဒီမှာပထမအဆုံးသိရမှာကျွန်တော်ဒီနားမှာ E1 လို့ရှိပါတယ်ဒီအကွက်လေးကိုကျွန်တော်တို့ meme box လို့ခေါ်ပါတယ်။ဘာဖြစ်လို့ကျွန်တော်တို့ A1 ပြတာလဲဆိုတော့ခုကျွန်တော်တို့ဒီနားမှာကျွန်တော်တို့ဥက္ကစားရောက်နေတဲ့ sale code က A တိုင်းမှာရှိတယ်။ပြီးရင်ကျွန်တော်တို့ဒီဘက်ကနေကြည့်မယ်ဆိုရင် one roll မှာရှိတယ်။ဒါကြောင့်ကျွန်တော်တို့ A1 လို့ခေါ်ပါတယ်။ဟုတ်ပြီကျွန်တော်တခြားနေရာပြောင်းချမယ်။ဒါဆိုရင်ကျွန်တော်တို့ဒီနားမှာ so so က A1 လို့ပြတာအခု C7 လို့ပြပါတယ် မကြောင်းလဲဆိုတော့အခုကျွန်တော်တို့ဒီဂါဇာရောက်နေတဲ့ဆဲကွက်က C7 မှာရှိနေလို့ဖြစ်ပါတယ်။တခါတလေကျွန်တော်တို့စာရီအများရိုက်တယ်။ကိုရောက်နေတဲ့ဆဲကွက်ကိုဘယ်လိုကြည့်မလဲဆိုရင်ကျွန်တော်တို့ဒီကနေတခါထည့်ကြည့်ကျွန်တော်တို့ဉာဏ်စာမှာရဲ့ဒီကနေဒီလိုဒီလိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ချင်းကုန်ပါမယ်။ ဟုတ်ပြီပြီးရင်ကျွန်တော်တို့ဒီမှာ DSC ကြီးကိုကျွန်တော်တို့ formula ပါလို့ခေါ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ကျဲတဲ့နေရာမှာငါးစားတစ်ချက်ချပါပြင်ဆင်တဲ့ဖို့ရိုက်ကြည့်ပါ calm လို့ရိုက်ကြည့်မယ်ကျွန်တော်တို့ဒီနားမှာ calm လို့ရိုက်လိုက်တာ ਨੇ သူ့ရဲ့အောက်မှာကျွန်တော် sorry သူ့ရဲ့ပေါ်မှာကျွန်တော်ဒီရဲ့ formula ပါမှာထားတဲ့ပေါ်ပါတယ်ဟုတ်ပြီသူ့ရဲ့အောက်မှာကျွန်တော်တို့ဆောက်တစ်ခုရိုက်မယ် ဒီကွန်မှာကျွန်တော်တို့စာတစ်ခုရိုက်ချင်တယ်ကျွန်တော်ဒီကနေတခါတည်းတန်းရရင်ရတယ်လို့ကျွန်တော်တို့ဒီ formula ဘာမှာခါစားလေးတစ်ချက်ချပြီးတော့ရိုက်ရင်လည်းရပါတယ်ကျွန်တော်ဟိုကိုလုပ်ရိုက်ကြည့်မယ်ဟုတ်ပြီကျွန်တော်တို့ဒီနားမှာရိုက်ရင်လည်းဒီ cell code မှာတန်းပေါ်ပါတယ်တခါတလေကျွန်တော်တို့စာစီရေးတွေအရှိရေးတွေရိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ formula ဘာမှာရိုက်တာကပို့ပြီးတော့အဆင်ပြေပါတယ် ဟုတ်ပြီပြီးရင်ကျွန်တော်တို့ဒီဟာကြတော့ step up ပါလို့ခေါ်ပါတယ်ပြီးရင်ကျွန်တော်ဒီဟာကြတော့ကျွန်တော်တို့ navigation ပါလို့ခေါ်ပါတယ်ဒီဘက်ကလည်းကျွန်တော်တို့ navigation ပါလို့ခေါ်ပါတယ်ဟုတ်ပြီ excel မှာကြတော့သူရအတာ check ကတော့ဥပမာကျွန်တော်တို့ဒီမှာ one သူကျွန်တော်တို့သူ့ရဲ့အောက်မှာသူရိုက်မယ်ဆိုရင်ကျွန်တော်တို့ mouse ကိုမကင်ချင်ဘူးဆိုရင်ကျွန်တော်တို့ keyboard ပေါ်ကနေကျွန်တော်တို့ down arrow key နဲ့ inline ရတယ်လို့ကျွန်တော်တို့ left arrow key တွေ right arrow key တွေလည်းသုံးလို့ရပါတယ်။ဟောပြီးကျွန်တော်တို့ဒီနားမှာဝင်ရိုက်တယ်ပြင်ကြောင်းဒီနားမှာသူ့ရိုက်မယ်။ဟောပြီးပြင်ကျွန်တော်တို့ဒီအပေါ်ဝင်ဒီနှစ်ခုကိုကျွန်တော်တို့ select ခြင်းနဲ့ စနေပါပြီးရင်ကျွန်တော်ဒီသူ့ရဲ့ဒီအကွက်ရဲ့အောက်မှာအောက်ဘက်ညာဘက်တုန်းမှာ mouse pen နဲ့ဒီလိုမျိုးပုံစံတစ်ခုကြာလာပါတယ် cross ပုံစံတစ်ခုကြာလာပါတယ်အဲ့ဒီချိန်ကျကျွန်တော်တို့အောက်ဆွေးပြလိုက်ပါဒါဆိုရင်ကျွန်တော်တို့လိုတလို့ဆွေးလိုက်တာနဲ့ဂျန်တဲ့ number တွေလိုက်ရိုက်ဆရာမလိုပဲနဲ့တွားသူ auto ကြာလာပါတယ်ခုနေ့တို့ကျွန်တော်တို့ဥပမာ နေ့ရက်တွေလည်းရေးမယ်ဆိုရင်ဥပမာကျွန်တော်တို့ Monday ရေးပြပါမယ် Monday ဟုတ်ပြီ Monday ရေးမယ်ပြီးရင်ကျွန်တော်တို့ဒီနားမှာသူ့ရဲ့ဘေးမှာသူ့ရဲ့ဒီအကွက်ရဲ့ပေါက်မှာကျွန်တော်တို့ mouse တင်လိုက်ပါဒီလိုမျိုးကြလာတဲ့ခါကျကျွန်တော်တို့ mouse ကနေ lap clip ကိုဖြည့်ပြီးတော့အောင်ကိုဆွဲလိုက်ပါနောက်ဆိုရင်ကျွန်တော်တို့ဘယ်လောက်လိုချင်တာလဲဒီလောက်ဆိုရင်ကျွန်တော်တို့ Sunday ထိရပြီတပတ်စာရပြီ တကယ်လို့ကျွန်တော်တို့ထပ်လူချင်းဒီကလေးဆိုရင်ကျွန်တော်တို့နောက်တစ်ခုကိုကြိုက်တဲ့ချေထပ်ဆွေးလို့ရပါတယ်ဒါတော့ excel ရဲ့အာတာချက်ပါသူနည်းသူလာရီလဲကျွန်တော်တို့ရိုက်မယ်ဆိုရင်ကျွန်တော်တို့ဥပမာ January January ရိုက်တယ်လဲယုံပါပဲ JD NG ဒီအဝ January ရိုက်ပါပြီးကျွန်တော်တို့သူ့ရဲ့ဆယ်ကိုရဲ့တော့အောက်တော့မှာကျွန်တော်တို့ mouse ထောက်လိုက်ပါဒီလိုမျိုးပုံစံကြလာတဲ့ခါကျရင် mouse ကနေ left click ဖြည့်ပြီးတော့အောက်ကိုဆွဲချလိုက်ပါကျွန်တော် August September October December ရောက်ပြီဒါဆိုရင်ကျွန်တော်တို့တနည်းစာရပါပြီတကယ်လို့ကျွန်တော်တို့ထပ်လို့ချင်သေးရင်ထပ်ဆွဲလို့ရပါတယ်ဒါကတော့ကျွန်တော်တို့ Excel ရဲ့အသာချက်ပါကျေကျွန်တော်ဒီဗီဒီယိုကတော့ဒီမှာပဲအဆုံးသတ်ပါမယ် နှုတ်ရတွေမှာ excel တင်ခန်းစာကိုအသေးစိတ်ဆက်ပြီးတော့တင်ပြသွားပါမယ်အခုလောဆုံးဖြည့်ကြည့်ရှုပ်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ် see you in the next video